တောမတ်အက်ဒီဆင်ဟာလျှက်စစ်မီလုံးကိုတီထွင်ခဲ့တယ်လို့လူတိုင်းသိကြပါတယ်။ဒါပေမဲ့လျှက်စစ်မီလုံးတီထွင်မှုရဲ့နောက်မှာလူတွေမသိသေးတဲ့အကြောင်းအရာတွေရှိနေပါတယ်။ဒါကတော့အက်ဒီဆင်ဟာပထမဆုံးမီလုံးကိုစမ်းသပ်ခဲ့သူတော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်ပေါင်း150ကျော်ကတည်းကသိပ္ပံပညာရှင်တွေကအိမ်တွေရုံးတွေမှာမီးလင်းအောင်ရရှိမှုနဲ့ပတ်သက်တဲ့အတွေးခေါ်ကိုစတင်ခဲ့တာပါ။ဒီအတွေးခေါ်ယူဆတွေကပဲ ဒီနှစ်ခေတ်ရဲ့အဆောက်အုံဒီဇိုင်းအလုတ်ချိန်နဲ့စီးပွားရေးအလုတ်ကိုင်းသစ်တွေတိုးတက်ဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ဒီကတဆင့်ဆင့်ပွားပြီးတော့အိမ်တွေမှာလျှက်စစ်လိုင်းတက်စင်တာလျှက်စစ်မော်တာတွေအသုံးပြုတာနဲ့လျှက်စစ်ပစ္စည်းတွေကိုလျှက်စစ်တအားပေးအသုံးပြုတာတွေဖြစ်လာခဲ့တာပါ။ကြီးမားတဲ့တီထွင်မှုတိုင်းမှာလိုပဲလျှက်စစ်မီလုံးတီထွင်မှုကလည်းတဦးတယောက်တည်းကိုပဲနာမည်တက်လို့တော့မရပါဘူး။ဘာကြောင့်လဲဆိုတော့အရှိအတီထွင်မှုတွေအပေါ်မှာစမ်းသပ်မှုတွေနဲ့အတွေ့အခေါ်သစ်တွေထပ်ထည့်ပြီးတိုးတက်လာမှုကနေပြီးတော့နောက်ဆုံးဖြစ်ပေါ်လာခဲ့တာကြောင့်ဖြစ်ပါတယ်။ ူရန်ဟာတောမတ်အက်ဒီဆန်ကမီးလုံးတီထွင်ခဲ့တယ်လို့သိထားကြပါတယ်ဒီကိစ္စကပြောရမှာတော့ခက်ပါတယ်မီးလုံးတီထွင်မှုတမိုင်းမှာတော့အလက်ဆန်ဒရိုဘိုဒါဟန်ဖရီဒေးဗီဂျိမ်းစ်ဘိုမန်လင်စီဝါရင်ဒီလာဟူဝီလီယံစတိတ်နဲ့ဂျိုးဆက်ဆွမ်းတို့ကလည်းတမိုင်းတစ်လျှောက်အသီးသီးဆန်းသက်ခဲ့ကြတာဖြစ်ပါတယ်မီးလုံးတွေကိုအမျိုးမျိုးသောနီးလန်းတွေကိုသုံးပြီးတိဆောက်ခဲ့ကြတယ်မူပိုင်ခွင့်တွေယူခဲ့ကြတယ်ဒါပေမဲ့1896ခုနှစ်မှာပြသခဲ့တဲ့အက်ဒီဆန်ရဲ့ကာဗွန်နန်းဂျိုးသုံးမီးလုံးမတိုင်ခင်မှာအမျိုးမျိုးသောမီးလုံးတွေရှိခဲ့ပါတယ် ပထမဆုံးမီးလုံးတွေ့ရှိမှုကတော့မိတ်ဆွေတို့တွေ့ထင်ထားသလိုဟုတ်မယ်မထင်ပါဘူး။ဘာကြောင့်လဲဆိုတော့အလက်ဇန်ဒရိုဘိုဒါလို့ခေါ်တဲ့အီတလီလူမျိုးသိပ္ပံပညာရှင်တစ်ယောက်ကဘက်ထရီကို1800ပြည့်နှစ်မှာတီထွင်ခဲ့ပါတယ်။လက်ရှိအသုံးပြုနေတဲ့ဘိုးဆိုတဲ့ plastic unit ကသူ့ရဲ့နာမည်ကိုယူထားတာဖြစ်ပါတယ်။ဒီဘက်ထရီတီထွင်မှုကအနာဂတ်ဘက်ထရီနည်းပညာအတွက်အထောက်အကူဖြစ်စေခဲ့တယ်လို့အဲ့ဒီအချိန်မှာလည်းပထမဆုံးသော power source ဖြစ်ပါတယ်။ solar တွေမီးသွယ်ထားတဲ့ plug တွေနဲ့ plastic တာအပိဆက်ယုံနေမရှိတဲ့အချိန်မှာအဲ့ဒါကတခုတည်းသော power source ဖြစ်ပါတယ်ဒီဘက်ထရီကို body spine လို့ခေါ်ပါတယ်ဒီဘက်ထရီရဲ့ကျင်းနေဝါယာကနေတဆင့်လျှက်ကူးတဲ့အခါမှာလင်းရောင်လေးထွက်လာပါတယ်ဒီကပထမဆုံးမီးလုံးရဲ့ပုံစံဖြစ်ပါတယ်ဒီအလင်းရောင်လေးကိုကြည့်ပြီးတော့ငါတို့လျှက်စစ်ဖြတ်တန်းလိုက်ပြီးတော့ကျွန်တော်မီးလင်းရောင်လုံနိုင်တယ်လို့အတွေးခေါ်ယူဆတယ်ရခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ Humphrey Davy က1802ခုနှစ်မှာ body ရဲ့ပိုင်းကိုအသုံးပြုပြီးလျှက်ကူးဖြစ်စီအဖြစ်မီးသွေးနဲ့ electric arc lamp ကိုဖန်တီးခဲ့ပါတယ်ပထမဆုံး မီးလုံးလို့လည်းပြောလို့ရတယ်ပေါ့ဒီမီးလုံးကအလင်းအားကောင်းဝင်မဲ့အရန်ကိုအချိန်ခဏပဲခံပြီးတော့မြန်မြန်တက်တန်းကုန်သွားပါတယ်ဒီမီးလုံးကပထမဆုံးမီးလုံးဖြစ်ပေမဲ့တက်တန်းတူပါတယ်ဒီရရတဲ့ idea ကိုပဲထပ်ပြီးတိုးတက်အောင်လုပ်ပြီးတော့ James Bowman Lindsey နဲ့ Warren Dillard တို့ကဒီနေ့ခေတ်မီးလုံးတွေနဲ့အနီးစပ်ဆုံးတူတဲ့မီးလုံးတွေကိုနောက်ထပ်ဖန်တီးခဲ့ပါတယ် James Bowman Lindsey ရဲ့မီးလုံးကကြီးနီနမ်းမြုံအောင်သုံးထားတာဖြစ်ပြီးတော့ Warren Dillard ရဲ့မီးလုံးကတော့ platinum အောင်အသုံးပြုခဲ့တာဖြစ်ပါတယ် သူတို့ရဲ့မိလုံးတွေကအောင်မြင်ပေမဲ့နေ့စဉ်သုံးဖို့အတွက်တော့အဆင်မပြေခဲ့ပါဘူး။ကြီးကြီးကမြန်မြန်တက်တန်းကုန်လောင်ကျွမ်းသွားပြီးတော့ပလက်တီနမ်ကတော့တည်တဲ့အတိုင်းပဲဈေးကြီးပါတယ်။နောက်တစ်ယောက်ကတော့ဝီလျံစတိတ်ရဲ့မိလုံးကတော့မီလီယာကောင်းပေမဲ့ဘက်ထရီနဲ့သာတွဲဖက်အသုံးပြုနိုင်ပြီးအဲဒီခစ်ကဘက်ထရီကလည်းဘိုဒီယက်ပိုင်းသာရှိပြီးတော့တိတ်ပြီးမကောင်းပါဘူး။ဘက်ထရီအကြီးကြီးတိဆောက်မယ်ဆိုရင်တော့ဘက်ထရီကုန်ကျစရိတ်အများကြီးဖြစ်ပြီးတော့လူတိုင်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး။နောက်တစ်ယောက်ကတော့သုံးမက်အဒီစင်နဲ့အတူပြောစမှတ်ပြုကြတဲ့ဂျိုးဆက်ဆွမ်းပဲဖြစ်ပါတယ်။ 1998နဲ့99အစောပိုင်းကာလမှာမီးလုံးတစ်ခုကိုဂျိုးဆက်ဆွမ်းအထုတ်ပေါ်ပြသခဲ့ပါတယ်။သူကဆန်ဒါလန်မှာမွေးဖွားတဲ့ဓာတုပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ပထမဆုံးသောအလင်းရောင်ဖျားထွက်တဲ့နန်ချိုးမြင့်သောမီးလုံးအင်ကန်ဒီဆန်ဖလမန်အလက်ထရစ်ဘတ်ကိုဖန်တီးနိုင်ခဲ့သူဖြစ်ပါတယ်။သူကသူ့ရဲ့မီးလုံးတွေကိုစက်ကူကနေထုတ်ထားတဲ့ကာဗွန်နန်ချိုးကို အသုံးပြုပြီးတော့ကြာရှည်ခံတဲ့အလင်းအားလဲကောင်းတဲ့မီးလုံးတစ်ခုအနေနဲ့ထုတ်ပေါ်ပြသခဲ့တာဖြစ်ပါတယ်။ အားနှချက်ဆိုလို့သူ့ရဲ့နန်းကျိုးကထူပြီးကြီးနေတာလေးတခုပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသောမတ်အက်ဒီဆင်ကလည်းမီးလုံးနေစမ်းတက်နေခဲ့တာပါ။သောမတ်အက်ဒီဆင်ကဝါကုံကနေထုတ်လုပ်ထားတဲ့နန်းကျိုးကိုအသုံးပြုပြီးမီးလုံးကိုဖန်တီးနေပါတယ်။အောက်တိုဘာ1896မှာဒီဝါကုံကနေထုတ်လုပ်ထားတဲ့ကာဗွန်နဲ့ပြုတ်လုထားတဲ့နန်ဂျိုမီလုံးကိုအက်ဒီဆင်နဲ့အဖွဲ့အားဖန်တီးနိုင်ခဲ့ပါတယ်။ဒီမီလုံးရဲ့တက်တန်းက14.5နာရီရှိပြီ သူတို့ကထပ်ပြီးထပ်ပြီးတိုးချဲစမ်းသက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဝါးအနေထုတ်လုပ်ထားတဲ့ကာဗွန်နဲ့ပြုတ်လုတဲ့နန်းကျိုးတွေနဲ့မီလုံးဟာနိုင်ပေါင်း1900ခန့်ကြာရှည်ခဲ့ပါတယ်။ဒီမီလုံးတွေကပဲနောက်ဆက်နေတဲ့အက်ဒီဆင်မီလုံးဆိုပြီးအသုံးပြုခဲ့တာဖြစ်ပါတယ်။မီလုံးနဲ့ပတ်သက်ပြီးတော့အက်ဒီဆင်နောက်ထပ်ပြုတ်လုခဲ့တာကတော့မီလုံးဟာအောက်ဆီဂျင်မရှိတဲ့ဖန်အလုံးမိတ်ထဲမှာထားမယ်ဆိုရင်သူ့ရဲ့နန်းကျိုးလေးတွေဟာအောက်ဆီဒေးရှင်းဖြစ်မသွားဘဲနဲ့ကြာရှည်ခံတယ်။အဲ့ဒီအတွက်ကိုမီလုံးအတွင်းမှာလေမရှိရဘူးပေါ့။အောက်ဆီဂျင်မရှိရဘူးပေါ့။အဲ့ဒီ မီးလုံးထဲမှာအောက်ဆီဂျင်မရှိအောင်မီးလုံးထဲမှာလေမရှိအောင်အကုန်ဆုတ်ထုတ်နိုင်တဲ့လေဆုတ်ပန့်တစ်ခုကိုနောက်ထပ်တီထွင်ခဲ့နိုင်ပါတယ်အခုထိလည်းတောင်းနေသေးတယ်အရစ်နဲ့မီးလုံးအရစ်ကောင်းကိုအက်ဒီဆန်စကူလို့ခေါ်ပါတယ်မီးလုံးတွေနောက်မှာပါတယ်အရစ်ကိုလည်းအက်ဒီဆန်ကဒီဇိုင်းစဉ်းစားမိပြီးတော့ပြုလုပ်ခဲ့ပါတယ်နောက်ထပ်တစ်ခုရှိတာကတော့ အမေရိကန်မှာမိသီးထုတ်လုပ်ဖို့အတွက်အတည်ပြုအခက်အခဲဖြစ်ပါတယ်။အမေရိကန်မှာမိသီးထုတ်လုပ်မှုကိုမူပိုင်ခွင့်ယူထားတာတော့ William Sora နဲ့ Albert Mann ဆိုတဲ့လူနှစ်ဦးဖြစ်ပါတယ်။အဒီဇင်ကမိလုံးကသူတို့နှစ်ယောက်ရဲ့မူပိုင်ခွင့်နဲ့ညီဆုံးမှုရှိမရှိငင်းခုန်ဖြစ်ခဲ့ပြီးတော့နောက်ဆုံးမှာ Sora Mann မူပိုင်ခွင့်အောက်ကနေပြီးတော့ရှိတဲ့ Thomson Foston Electric Company နဲ့ Edison ရဲ့ Edison US Lighting Company ကိုပေါင်းလိုက်ပြီးတော့ General Electric အဖြစ်ပြောင်းလဲလိုက်ပါ။ Joseph Swan ကတော့အင်္ဂလန်မှာမိလုံးထုတ်လုပ်မှုမူပိုင်ခွင့်ရရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကိုအင်္ဂလန်မှာအဒီဇင်ကမီးလုံးထုတ်လုပ်ဖို့အတွက်ဂျိုးဆက်ဆွမ်းရဲ့ကုမ္ပဏီနဲ့အဒီဇင်ရဲ့အဒီဇင် US Lightning ကုမ္ပဏီတို့ပေါင်းလိုက်ပြီးတော့အဒီဇန်ကုမ္ပဏီအဖြစ်ပြောင်းလဲလိုက်ပြီးတော့အမေရိကန်နဲ့အင်္ဂလန်မှာအသီးသီးမီးလုံးတွေထုတ်လုပ်ခဲ့ကြပါတယ်။အခုချိန်ထိအဒီဇင်တယောက်တည်းမီးလုံးတီထွင်ခဲ့တယ်ဆိုတာမှဖြစ်တယ်မူတခြားသူတွေကနေတဆင်ပြီးတဆင်တိုးတက်လာတာဖြစ်တဲ့ဂျိုးဆက်ဆွမ်းရဲ့မီးလုံးဟာလည်းအဒီဇင်ထက်စောစောအောင်မြင်ခဲ့တာဖြစ်တယ်လို့လူအများကြီးမှငြင်းခုန်လျက်ရှိပါတယ်။မိတ်ဆွေတို့ရောဘလို့မြင်လဲဆိုတာ comment မှာပြောသွားပေးပါဦး။